မင်္ဂလာပါခင်ဗျာမင်းမကြီးရှရီငါကြိုးစားပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာကတော့တည်ဝေးမင်္ဂလာ၄ပါးပဲဖြစ်ပါတယ်ဘုရားမြတ်စွာဘုရားကမင်္ဂလာတုတ်တရားတော်မှာဘာဟုတစ္ဆင်္ဆသိပင်္ဆဝိနိယောဇာဒုဒိခိတောသူပါတိတဆရာဝါစာဣဒေမင်္ဂလာမုဒ္ဓမေဆိုပြီးတော့ဟောကြားခဲ့ပါတယ်အရိချက်၄ချက်ကတော့နံပါတ်၁ဘာဝုဒိစင်္ဆာကြားမြင်ဘူဒုတများခြင်း နံပါတ်၄သိပင်စာစာမူလမ်းမူပညာသမယောက်ချင်းနံပါတ်၃ဝီနီယောစာဒုတိယခီတော့ကျင့်ဝတ်ဝီနီများကိုကောင်းစွာသင်ကြားလိုက်နာခြင်းသူပါတိတာစာရာဝါစာ ကောင်းသောစကားကိုပြောဆိုတတ်ခြင်းတို့ပဲဖြစ်ပါတယ်။အဲဒီချက်၄ချက်ကိုမမိရွယ်စေဖို့အတွက်ဆရာကြီးတကုံထွန်းမြင့်ကနေကြပြလေးရေးဖွဲ့ထားတာရှိပါတယ်။အဲဒီကြပြလေးကိုကျွန်တော်ဆိုပြပါမယ်။တကောင်းတဲ့ရာဟုတံမြာကိုကြမြင်သူသာရှိပါစေ။ ။အိုးအိမ်ဒီကြောင်ဝန်စာရည်နဲ့အတံမွေးဖို့တဲ့တင်လီလူနည်းဆိုင်ရာချင်းဝေးများကိုကောင်းစွာသင်ကြားနာလေစေ။မကန်ရင်ကြည့်ချူတာဤဆိုရတဲ့ပါစေ။အေးဒါမှဗုဒ္ဓဝါဒကပမင်္ဂလာတွင်အလုံးကိုကြည်စည်တမရခင်ဗျာ။